ပြည်အောင်စုနယ်မြေနေပြည်တော်ဒကိနတေရီမြို့နယ်အတွင်းတီချားပူဇော်အောင်မြင်ခဲ့တဲ့ကဘာပေါ်ရှိတိုင်တော်မူကျောက်စစ်ဗုဒ္ဓရုပ်ပွားဆင်းနုတော်များအနေနဲ့ညံတော်မြင့်ဆုံးဖြစ်တဲ့မာရဝိဇ္ဇဗုဒ္ဓရုပ်ပွားတော်မြေကြီးမှာလူဆောင်နိုင်မင်းထွန်းပွဲတော်နဲ့မိဘုံပြန်လှွတ်တင်ပူဇော်ပွဲကိုဒီကနေ့နောက်ဆုံးနေ့ဖြစ်စီကားတိုင်မြိတ်စွာဆက်လက်ကျင်းပလျက်ရှိရာဝိနည်းများဒေသခံပြည်သူများနဲ့နင်းနေရရမှဖျားဖူးလာပြည်သူများကြိတ်ကြိတ်တိုးတက်ခဲနဲ့ပအဝင်ဆင်နွှဲခဲ့ကြပါရယ် ဒီကနေ့ဟာဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများရဲ့နေသူမြင့်မြတ်တရားမုံလာပြင်းနဲ့တာမညာဖလာအခါတော်နေ့နဲ့မာရဝိဇဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတရားနိုင်ပွဲတော်ရဲ့နောက်ဆုံးရက်ဖြစ်တာနဲ့အညီတိုးမပေါအောင်စီကားလျက်ရှိပြီးဗုဒ္ဓဥယင်ဝိထကံတော်အတွင်းမှာလည်းမိထုံပွဲတော်ကြီးမှာတပြောတပါပအဝင်ဆင်းနေလျက်ရှိပါတယ်ကျွန်တော်နဲ့ဘေးကထိုင် ဒီကနေ့ညမှာဝင်ကြီးဌာနအလိုက်မိဘပြန်လွတ်တင်မှုများဖြင့်ကောင်းကင်ရန်ထက်လွတ်တင်ပူဇော်ကြပါတယ်။

မသူတင်ငန်းရက်လောက်ပူဇော်ပွဲတော်များနဲ့အတူတေကင်တာနဲ့ဇက်သပင်ဖြော်ပြပွဲဇေယောင်းပွဲတော်တို့ဖြင့်နွေမာလာ၂ရက်မှ၄ရက်ထိ၃ရက်တိုင်တိုင်စီကားတိုင်းမြိတ်စွာကျင်းပခဲ့ပြီးအနေနဲ့ရရမှပြားပူလာပြည်သူများအနေနဲ့လည်းတက်ခဲနဲ့လာရောက်ပြီးခန်းစားဆင်နွှဲနိုင်ခဲ့တဲ့အတွက်ကုသိုလ်တရားများနဲ့ပြည့်နှက်နေတဲ့စိတ်ကြည်နူးချမ်းမြေ့ပွဲရာပွဲတော်ကြီးတစ်ခုအဖြစ်အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။